ုတ်ကဲ့အခုတိဆက်မှာတော့စီချိုလူနာတွေနှင်းလေစာကိုကျွန်တော်တို့ဘယ်လိုမျိုးဟာရှိရှိစားသုံးလို့ရတယ်လဲဆိုတာကိုကျွန်တော်တို့ရှင်းပြပေးမှာဖြစ်ပါတယ်အခုပြင်ဆင်ထားတာတော့ဘက်ဂလာငင်းနဲ့ငါးပေါင်းပေါ့နော်ဒီထဲမှာပါတဲ့အဟာရတွေအကြောင်းကို ရှင်းပြပေးဖို့အတွက်အဟာရဆိုင်ရာဆရာဝန်ဒေါက်တာမေဖူးစုံကိုကျွန်တော်ဖိတ်ခေါ်ထားပါတယ်ဒေါက်တာမင်္ဂလာပါမင်္ဂလာပါဆရာဒါတော့နှင်းလေစာပေါ့နော်နှင်းလေစာဆိုတော့ဒါစီချိုလူနာတယောက်အနေနဲ့ဒေါက်တာရဲ့အမြင်လေးကိုလည်းရှင်းပြပေးပါဦးခင်ဗျာ ဟုတ်ကဲ့ပါဆရာအဲစီးရုံဓာရီရည်ဟို main name ထားရှိရေပေါ့ကျမစီးရုံဖြစ်ရေဆရာမအထူရီထူး special diet ပေါ့အဲထမင်းမစားပဲနဲ့တခြားဘာစပြောင်းစားရမလဲထမင်းမလုံးဝမစားတော့ဘူးလားပြီးပုံမှန်နေတူကစားနေကြဟင်းရရီရောမစားရပဲနေရတော့မလားဆိုပြီးသူတို့စိတ်ထဲမှာပေါ့နော် special diet ဆိုရဲစီးရုံအတွက်အထူးပြုလုပ်စီမံထားတဲ့အစားအသောက်ပုံစံမျိုးပြောင်းစားရမလားဆိုတော့တော်တော်များများမေးကုန်းမေးနေရှိရေတကယ်တမ်းကျမတို့စီးရုံဓာရီကစီးရုံရှိခဲ့ ပြီးဆိုလို့ရှိရင်တော့လည်းကောင်းစီချိုအတွက်ကဝယ်ဖို့တော့လည်းကောင်းထွေထွေတူတူ special diet လို့ခေါ်တဲ့ဟိုကိုစားနေကြပုံစံအထူးတည်းပြောင်းလဲပြီးတော့စားကြတော့မလို့ဒါပေမဲ့ဟိုစီချိုတက်စီမဲ့အစာအုပ်စုတွေကိုတော့ကန့်တတ်ပြီးတော့ပမာဏကန့်တတ်ထိတ်ထိတ်ပြီးစားပြီးတော့စီချိုအထင်ကောင်းစေမဲ့အဲအစာအုပ်စုတွေကိုတော့ပုံမှန်ထပ်ပို့ပြီးတော့စားတဲ့နေလို့တော့အရင်ဆုံးကနဦးအကြံပြုပါစေဟုတ်ကဲ့ဒါတော့ဒီနေ့ကတော့ဟို backline ဟင်းပေါ့နော်ဒါကတော့အဲလွယ်လေးတူလေးချက်လို့ရတယ်ငါးပေါင်းပေါ့နော် ါလည်းကျမ်းမာရေးနဲ့ညီညွတ်မဲ့ထင်ပြီးတော့ဒါပြင်ဆင်ထားရတယ်ပေါ့နော်ကျွန်တော်တို့အမြင်လေးလေးရှင်းပြပေးပါမယ်ဟုတ်ကဲ့ဆရာအဓိကတော့ကျမတို့ဒါအရန်ကိုလို့ရွယ်လွယ်ကူရုံးရှင်းနေပေါ့နော်ဘာကြောင့်လဲဆိုတော့ဒါအိမ်ဒီမှာလည်းအိမ်တော်ရှင်ပါတွေကမြင်မြန်ဆက်ဆက်လို့ပြောပုံလေးခင်းတစ်ခွက်နဲ့တည်းကိုပဲအဟာရပြည့်ဝမယ်ပုံစံမျိုးအထူးသဖြင့်ကျမဒီနေခင်းစာပုံစံကိုတော့ antioxidant ဆိုတဲ့ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကာကွယ်ပေးနိုင်တဲ့အဲ antioxidant rich ဖြစ်တဲ့စားတောက်ပုံစံလို့တင်စား ရှင်းပါတယ်။ဘာကြောင့်လဲဆိုတော့ပထမဆုံးကဆရာအစီအစဉ်ထားတဲ့တိစုံကလပ်ပဲ။ဟုတ်ကဲ့။ရှင်းရှင်းကျန်တဲ့ဟာလေးဆရာဆိုတော့ဒီအကုန်လုံးထည့်ထည့်ကြောက်တော့။အဲ့တော့အရှင်မကြီးကြောက်သည်ခင်းကို၃လေးမျိုးလောက်ဟိုမချက်ချင်တော့ဘူးပေါ့နော်။အရန်စီမံဟာဆိုတော့တစ်ခွက်တည်းမဟုတ်ပဲအရသာလည်းရှိဟာဒမိုရီလည်းအပြည့်ဝပါပြီးတော့ဟိုတကယ်ကြီးစီးတို့အထင်းကောင်းစင်မဲ့ဟိုခင်းနေရာတစ်ခွက်လို့တော့ကျွန်မပြောချင်တယ်။ဟုတ်ကဲ့။အဲပြီးတော့တက်တက်လွန်စားတဲ့စီးတို့လူနာရီဆိုတော့အရန်ကိုကောင်းပါတယ်ဆရာ။ဟုတ်ကဲ့။အဲတိစုံကလပ်ပဲဆရာဆိုလို့ရှိရင်နိအဲ့တော့ကျွန်မအရင်ရှင်းပြခြင်းတာတော့တိစုံကလပ်ပဲနဲ့မှာအဓိကပထမ သောကလပဲပေါ့ကလပဲဆိုလို့ရှိရင်လည်းဒါကအသားတက်ရတယ်ဆရာအဲ့တော့တချို့တွေဒီငားတွေကြက်သားတွေဟိုတရိစ္ဆာရတဲ့အသားတွေကိုမစားကျင်နဲ့စီချိုးလိုတိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့အသားတက်လိုအပ်တယ်အဲ့တော့ထမင်းစားတိုင်းမှာအဓိကကအငြဲတဲ့အသားတက်အမြင့်တက်ပအောင်စားမှတာနေစီချိုအထင်းကောင်းမှဖြစ်ရတဲ့ကြောင့်မို့အဲ့လိုအသားငားတွေစားတင်တောက်ချက်စိပျောက်တဲ့အချိန်မှာဆိုလို့ရှိရင်ဒါလွယ်လွယ်ကူကူနဲ့ဝါးရလဲလွယ်တယ်ဟိုပြီးတော့စားလိုက်တာနဲ့အသားတက်ကိုအလွယ်ရရှိနိုင်မှာဆိုတော့ကလပ်ဘဲကအရင်ကောင်းပါရဲ့ဆိုတော့သူကကလပ်ဘဲက အသားဓာတ်16ဂရမ်လောက်ပါတယ်ပေါ့နော်ဆိုတော့ဆိုကျမတို့တရတာလိုအပ်တဲ့အသားဓာတ်တော်များများကိုဒီဟင်းတစ်ခွက်ထင်းနေကိုပဲရအောင်ဖန်တီးပေးနိုင်တယ်ဟုတ်ကဲ့ကဲ့နောက်တစ်ခုကဆရာထည့်ထားတယ်ပါပဲတီးတွေ့တယ်နောက်မူလာဖူတုံတွေ့တယ်ခရမ်းတီးတွေ့တယ်ရှင်းပြချင်တာတော့ခရမ်းတီးကဆိုလို့ရှိရင်သူ့ရဲ့ခရမ်းရောင်ဖြစ်တဲ့အန်တိုဆိုင်ယာနီယာဆိုလို့ရှိရင် အန်တီအောက်ဆီဂျင်ဆိုတဲ့ဓာတ်တိုးစမ်းခြေပစ္စည်းကိုကာကွယ်ပေးပြီးတော့ကန်ဆာဖြစ်မှုကိုလည်းလျော့ပါစေတဲ့အာမင့်တင်ရှိရဲ့ဆရာ။အဲ့တော့ဒါဒီတစ်ခွက်စားရုံနဲ့အသားတက်တော်လေးလို့ဆုံနေဘူးနော်။ဟုတ်တယ်ဆရာ။ပြီးရင်ဆရာထည့်ထားရဲမှာမဟုတ်လားဥဖြူ။ ဲတောင်းချီထွေးတယ်ဟုတ်အဲ့အရာဗီတာမင်စီလည်းပါအတွက်ကြောင့်မို့ကိုခံရတဲ့ကောင်းနေတယ်ဆရာဟုတ်ကဲ့အဲ့တော့နောက်တစ်ခုအရေးပြားအလားပါအတွက်ပေါ့နော်ကောလာဂျင်နေထုံးလုံးမှုပေါ်မှာပတ်ပို့ပေးမယ်ဗီတာမင်စီလည်းပါအတွက်ကြောင့်မို့ဒီတီးဆုံးကလေးတွေတို့ခါဆိုလို့ရှိရင်စီးတို့လူနာတွေအတွက်ရအောင်အာဟာရပြုဝမယ်ပဲဟိုခင်းညာတစ်ခုပေါ့နော်ဟုတ်အဲ့မှာနောက်ထပ်တတိပေးခြင်းတာကတော့တော်တော်များများကျွန်တော်တို့တီးဆုံးကလေးတွေချက်ရင်အာလူထဲခြင်းစားဟုတ်တယ်ချက်တယ်တခါစီး ဟိုအာလူးလေးနဲ့ဆိုနည်းနည်းလေးပို့ပြီးတော့အနှစ်ပို့ရတာဟုတ်ကဲ့အဲ့တော့စီးချိုရှိတဲ့လူကဘာနဲ့တွဲစားလဲဆိုတော့ထမင်းနဲ့အဲ့သီးဆုံကလေးပဲဟင်းထဲမှာပါတယ်အာလူးနဲ့ထမင်းနဲ့တွဲစားတယ်ဒါပေမဲ့အဲ့မှာနည်းနည်းလေးသတိထားမှာထမင်းနဲ့အာလူးနဲ့တွဲလိုက်မိရင်တော့ကျမဒီမှာတန်တက်ထားတဲ့ထမင်းအပြင်ကိုဒီအာလူးကရမယ့်ကစီတဲ့တွေကသူတွေကိုရောက်ရှိသွားမှာဖြစ်ရကြောင်းမလို့ထမင်းနဲ့အာလူးနဲ့တွဲစားမယ်ဆိုလို့ရှိရင်တော့ကျမကထမင်းကိုတော့နည်းနည်းလေးစတီးစိုးနှစ်စိုးသုံးစိုးလောက်ရှော့စားဖို့အကြံပြုလို့ဟုတ်တော့ကာဘိုဟိုက်ဒရိတ်ပို့ကာဘိုဟိုက်ဒရိတ်ပို့များပါပါတော့အဲ့တော့ဒါကတော့လူနာရဲ့ငွေချင်းမှု ထမင်းကြရင်ထမင်းကိုဒီတော့ ကျွန်မထက်ထည့်ထားတဲ့စတီးဆုံးပမာဏဆယ်ဆုံးပမာဏစားပြီးတော့အာလူကိုမစားရင်မစားနဲ့ဒါပေမဲ့အာလူရဲ့အရန်စားခြင်းနဲ့မထိန်နိုင်ဘူးဆိုရင်တော့ထုံးသေးကုန်းစိုးပူစားလို့နောက်ထပ်မိန့်တဲ့ခုကတော့အာလူလည်းစားခြင်းနဲ့ထမင်းလည်းစားခြင်းနဲ့ဆိုရင်ဘာလို့အမဲဆိုတော့ထမင်းနဲ့အာလူစားပြီးတော့လမ်းလျှောက်ရမယ်ဆရာနော်လမ်းလျှောက်မယ်ဘယ်နဲ့မနဲ့ကြောက်ဘူးရှင်နော်အနည်းဆုံးဘယ်နဲ့နားယူယူပြီးွားလို့ရှိရင်တော့ဘိုင်းကြီးနည်းနည်းလေးခြောင်သွားပြီဆိုရင်တော့အနည်းဆုံး15မိနစ်လောက်ပေါ့နော်မပြေးမထမ်းပါဘူးဆရာကျွန်တော်ပတိစိတ်တလို့လမ်းလျှောက်တလို့တော့15မိနစ်မိနစ်20ကိုအင်းရှိအင်းထောင်းခြံရှိခြံထောင်းတွေတော့လျှောက်ဖို့တော့အချိန် ရှောက်မှာပေါ့နော်ကိုစားကြတာစားပြီရွေးချယ်ပြင်နေဆောင်ရတော့ဒီဟာတဲ့ဒါဒါရဲ့ရွေးချယ်မှုပေါ့နော်ဟုတ်ကဲ့ခင်ဗျာဟုတ်ဟုတ်တော့ဒါတော့ငါးပေါင်းခင်ဗျာအဲငါးပေါင်းอ่ะဆရာကောင်းတယ်ဟုတ်အတူတက်ဖြစ်တော်တော်များများရတယ်ဟိုတီးဆုံးကပ္ပဘဲဆိုငါကြော်တယ်နော်ဟုတ်တယ်နော်ဟုတ်တယ်ကျတော့ငါငါအကြော်လေးနဲ့ကြော်လေးနဲ့စားကြစီပဲကျတော့ဟုတ်တယ်ဒါပေမဲ့ကျမကတော့ဘာကြောင့် ပေါင်းလာကိုပို့ပြီးတော့ကြိုင်းနှက်တဲ့ဆိုလဲဆိုတော့အထူးသဖြင့်အစီများတဲ့ငါးတွေကိုကျမတို့ကတစ်ပတ်2ရက်3ရက်လာ Omega 3ရအောင်လို့စားခိုင်းတယ်စီတိုလူနိုင်ပါလေနိဒါပေမဲ့အဲ့ဒီ Omega 3တွေရတဲ့မီးပြင်းပြင်းအပူချိန်နဲ့တွေ့လို့ရှိရင်သူ့ရဲ့အာနိသင်ပြက်လွယ်တဲ့အတွက်ကြောင့်မို့ကျမတို့ ancient မတွေအဲပုံမှန်လေးတွေက deep fry လုပ်တယ်ပေါ့ဒီငါးဆိုလဲဒါအစီများများနဲ့ကြော်ရတယ်ဗျ deep fry ဆိုရင်အဲ့မှာ Omega 3တွေကအာနိသင်ပြက်ပြဲသွားနိုင်တယ်အဲ့ဘက်ကြောင့်လို့ဆရာဒီလိုမျိုးငါးကိုသူ့ရဲ့ကောင်းမွန်တဲ့အာနိသင် Omega 3တွေရအောင်လို့တော့ပေါင်းတာကတော့ကယ်လိုရီနဲ့ အိုမီဂါ3နဲ့ပြည်ပြဝဝရရှိမဲ့ပုံစံဖြစ်ရကြအောင်လို့ကျမတို့ငါးပေါင်းလေးကိုပို့ပြီးတော့စီးချိုလူနာ၊နောက် weight ထင်းကျင်တဲ့လူနာ၊ cholesterol များတဲ့လူနာ၊ omega 3ဟိုရချင်တယ်ဆိုရင်တော့ငါးကိုပေါင်းစားဖို့တော့အကြံပြုလိုပါတယ်။ငါကတော့ဟိုရသွားဖြစ်တော့ဒီတကောင်ချက်ထားတာပေါ့နော်။ခင်တကောင်ဘယ်နှကောင်နှကောင်အဲ့လိုရှိလား။အဲ့လိုဟုတ်တယ်။ အဲအဲ့မှာလဲစီးတိုလူနာတယောက်ကတဲ့တောက်ကက်လောအောင်ကောင်းနေဆိုလို့ရှိရင် high protein diet ကိုစားနိုင်ပါတယ်ဆရာ high protein ဆိုတာဒီအသားဓာတ်ပေါ့နော်ဆရာဒါဆိုလို့ရှိရင်လည်းငါ့ကိုတစ်ကောင်လုံးနီးပါးချက်ထားဆိုလို့ရှိရင်စားနိုင်ရင်စားလို့ရပါတယ်ဒါပေမဲ့ protein ရတဲ့ခါလေကြာရင်သူ့ရဲ့ဒီနောက်ဆုံးဖြူခွဲတဲ့အဆင့်မှာလဲ glucose အနေနဲ့ပြောင်းလဲတဲ့ဟိုသက်တည်ရရှိရတဲ့အတွက်ကြောင့်မလို့ပေါ့နော် နည်းနည်းတော့ထိန်းချားကြည့်ကြတယ်အဲ့တော့ဖြစ်နိုင်လို့ရှိရင်တော့အရွယ်ကလေးနဲ့တွဲကူပြီးတော့စားရင်တော့ပိုကောင်းတယ်ဒါပေမဲ့ကြောက်ကက်အားနေတာရှိခဲ့တဲ့စီးချိုလူသားဆိုလို့ရှိရင်တော့ငါ့ကိုပေါ့နော်ကျမတို့ကတော့ body weight နဲ့ကိုယ်လေးချိန်နဲ့တွက်ပြီးပေးရဖြစ်ရကြမလို့၆ချက်သားခဏကြတာတော့ပဲတော့တစ်ချိန်စားမှာပုံမှန်ဆိုတတုံး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 ပေါ့နော်ကျမတို့ဒီလက်ဖွား site ပေါ့ဟုတ်လက်ဖွားအလောက် site လောက်စားနိုင်တော့လုံလောက်ပါစေဟုတ်ကဲ့ပါဒါဆိုရင်တော့နေ့လက်စားစားရင်တော့ခဏနာလမ်းလျှောက်ဖို့ကတော့တည်ကြနေပါပြီပေါ့နော်ကဲ့ပါစီရိုလူနာတွေအတွက် နေ့လယ်စာကိုကျွန်တော်တင်တင်မြတ်တာစွာစားသုံးနေတဲ့ဆိုချိန်ပေးပြီးရှင်းပြပေးတယ်ဒေါက်တာကိုသူပဲကျေးဇူးတင်ပါတယ်ဒီစီစဉ်ကိုကြည့်ရှုနေတဲ့သူတွေလည်းကိုယ့်ရဲ့နေ့လယ်စာကိုဘလို့တင်တင်မြတ်တာစွာစားသုံးနေတယ်ဆိုတာကိုဘုသူတရရမယ်လို့ကျွန်တော်ပြောင်းနေပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်